အားလုံးပဲမင်္ဂလာပါရှင်ခေါင်းထမင်းဆိုင်ရာကျူဆိုပါရယ်เนาะဒါကတော့ဒီနေ့ကတော့ခတိုင်းလို့မဟုတ်ပဲနဲ့ကိုထွန်းခင်ရဲ့အတော်တွေပေါ့เนาะအတော်တွေပိုင်းနဲ့ခြံနေကိုသွားလဲမှာပဲဖြစ်ပါတယ်အဲစိုက်ခင်းနေလည်းအများကြီးရှိရလို့ပြောရပေါ့เนาะအဲ့ဒါကိုယမင်းကနေပြီးတော့အကိုထွန်းခင်တို့လည်းဒါအဝေးရောက်နေရဆိုတော့အတော်တွေစိုက်ထားတဲ့ခြံလေးတွေကြည့်လို့ရအောင်လို့ဒါဘလော့လေးရိုက်ပေးမှာပဲဖြစ်ပါတယ်ရှင်အကိုထွန်းခင်တို့မမခါတို့နဲ့အတူဒါချစ်ရတဲ့သူတွေလည်းအကုန်လုံးကြည့်ပေးပါအောင်เนาะဒါဒီနေ့လာတဲ့နေရာတော့ဒါပြင်ဦးတွင်ပေါ့เนาะ အနောက်ဒီနားမှာပဲချွတ်ခဲလိုက်တော့ဒါပြင်ဦးလင်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဟာသွားမဲ့ခြံနေရတော့အနည်းစက္ကန့်နားမှာနဲ့ပြင်ဦးလင်တောင်ပေါ်မှာပေါ့နှစ်နေရပေါ့နော်နှစ်ရက်ခရီးလေးနဲ့ဒါသွားမှာပဲဖြစ်ပါတယ်ဒါဒီအခုကတော့စသရရောက်ချင်းဆိုတော့ပြင်ဦးလင်ကအထင်ကြီးရဖရားဖြစ်တယ်မဟာအန်ထုကန်သာဖရာကြီးဖြစ်တယ်ပေါ့နော်ပြည့်ချစ်ဖရာကိုဒါအရင်ဆုံးလာပြီးဖူးမြော်တာပဲဖြစ်ပါရဲ့ရှင် ခါရဲပေါ့နော်ရောက်ရင်းနဲ့ဒီဟာလေးဟိုပါကြာပေးလိုက်ပါမယ်ခင်ဗျားကြတော့မနေ့9နိုင်ဆိုဖွင့်တယ်ည9နိုင်ဆိုလို့ရှင်ပြိတ်ပါရဲ့ရှင် မင်းဖះရောက်တိုင်းအမြဲတမ်းဆူတောင်းဖြစ်တဲ့ပေါ့နော်ဆူတောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဟာမင်းအမြင်ရပါတော့စိတ်ထဲကဖြစ်တာကြတော့ကိုယ်ရှိမှအစင်မပြေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေကြီးကြီးငယ်ငယ်ပေါ့နော်အယုံနဲ့အမျက်မရွေးကိုကိုယ်စိတ်ကလှူချင်နိုင်ပေါ့နော်လှူနိုင်ပါစေဆိုပြီးတော့ဆူတောင်းဖြစ်တယ်အဲ့လိုပဲမင်းဆူတောင်းတဲ့ဆူတောင်းလေးရလဲ ကိုယ့်ရဲ့စိတ်ရင်အမှန်လေးနဲ့ဆူတောင်းတဲ့ခါကျတော့ဆူတောင်းလည်းပြည့်ရနောက်ဆုံးပေါ့နော်အမြင်ပေါ့နော်လှူဒန်းခွင့်ပြည့်ရအကိုထွန်းခင်တို့မမခါဦးနေတို့မမခါဦးတို့နဲ့ပါပေါ့နော်ဒါဆုံတွေ့ခွင့်ပေးခဲ့တာပါအမြင်ရဲ့ဆူတောင်းလေးတွေရလဲအဲ့တော့အကိုတို့အကိုထွန်းခင်မမခါဦးတို့နဲ့အတူခொနေရတဲ့သမီးတွေနဲ့မင်းတို့အလှူတွေအများကြီးလှုပ်ချင်ပါစေလှုပ်ရပါစေပေါ့နော်စိတ်ရှိတိုင်းလှူနိုင်ပါစေလို့ဒီပြင်ဦးနေရဖရားမှာဆူတောင်းခဲ့ပါတယ်ရှင်ဖရားကိုလည်းပေါ့နော်ခုမြော်ပြီးပါအေးဆိုဖရားတပတ်ပတ်ကြည့်ပါမယ်ရှင် ကဲမင်းတို့လာရင်းနဲ့လေဒီမှာရှင်ပြုတ်ရှင်ပြုတ်လည်းတွေ့ရှမ်းတန်လားရှမ်းတူးရှမ်းတူးလေးနဲ့ရှင်ပြုတ်တန်မလာရင်းနဲ့တွေ့ရပါ ွာဒါပြည်ချစ်ဖေရကပြန်လာပြီးတော့ဗောနော်အကိုထွန်းခင်တို့ခြံကိုသွားလဲมาပဲဖြစ်ပါတယ်။အခြံကကြတော့အောက်ကိုထက်ဆင်းရမှာဖြစ်တဲ့အတွက်လမ်းမှာဗောနော်ဒီထင်းရှူတော့ဗောနော်ဒီအလှရိုက်တဲ့ဓာတ်ပုံအလှရိုက်တဲ့နေရာလေးကိုတွေ့တော့ဒါဓာတ်ပုံဆင်းရရင်းနဲ့မနက်စာစားတာဗောနော်မနက်စာတော့ဒီနားမှာကအသင့်စားလို့ရတယ်ခေါက်ဆွဲဘူးရဲ့အကင်ရဲ့သမော်သီတောင်ရဲ့ဗောဒါပဲရှိပါတယ်။အော်မနက်စာစားပြီးွားလို့ရှင်အကိုထွန်းခင်တို့ခြံကိုသွားလဲပါမယ်။အနည်းစခန်းနားမှာပါတဲ့။ มาพงเสันนี่อ่ะสนองอ่ะลาจูแม่ตัวซาจ้าบางเชนดูตาเลยก็ได้ ားကြနေတယ်မောကြီးတောင်းနေ။ကောင်းတော့ကောင်းတယ်။ပြင်စင်မှုမှာကြက်ကြီးတွေပါတယ်။ဟင်း။ဟင်းကောင်းလား။